အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ဒါကျွန်တော်ပွဲကြူသုံးသပ်ချက်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါအဲ့တော့ Chelsea အသင်းနေနဲ့သူတို့ရဲ့အိမ်ခွင့်မှာလက်ရှိမှာ ဝူဗဟတန်အသင်းကိုတွေ့ရမယ်ချက်စီသင်းပြိတ္တတွေကလက်ရှိမှာဒါကွာရာဘက်ပွဲစဉ်ပြီးမှာတော့ဒါကျွန်တော်လက်ရှိမှာပြိတ္တတွေတော်တော်လေးကိုပောက်ကွဲနေတာကိုတွေ့ရမယ်ဒီမှာပါတယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်ကဒါကျွန်တော်တို့ပောက်ကွဲမှုတွေကိုစိတ်လျှော့ချပေးဖို့အတွက်အသင့်တော်ဆုံးပွဲတစ်ပွဲဖြစ်မယ်လို့ပြောမယ်ဆိုရင်တော့မမှန်တော့မထင်ဘူးချက်စီသင်းကဒီနေ့မှာတော့အိမ်ကွင်းမှာဝူဗဟတန်နဲ့ရင်ဆိုင်ရမယ်ဒီနေ့ပွဲစဉ်မှာဒါသူ့ရဲ့အပေါ်ကအသင်းတွေအကုန်လုံးပွဲချက်နေတယ်စီသင်းကလစ်ဗာပူးနဲ့တွေ့တယ်ဒါကျွန်တော်တို့လစ်ဗာပူးကလည်းစီတီနဲ့ပြန်တွေ့နေဆန်ဒလန်ကလက်ရှိမှာအာဆန်နဲ့တွေ့နေတယ်ဘုံမော့ကတော့ဒါအက်စတန်ဗီလာတို့နည်းနည်းခြောင်တယ်လို့ပြောလို့ရပါမယ်စပါးကလက်ရှိမှာယူနိုက်တက်နဲ့တွေ့တယ် တော့ဒီနေ့ပွဲစဉ်မှာ Chelsea ရဲ့တင်းကတည်တည်ချာချာကဲ့မယ်ဆိုရင်အဆင့်နဲ့အဆင့်၃ကိုအေးအေးဆေးဆေးခုန်တက်လို့ရတဲ့ပွဲစဉ်တစ်ပွဲလို့ပြောလို့ရတယ်အဲ့တော့ပြောချင်တာကဒီနေ့ပွဲစဉ်မှာဒါအင်္ဂလိပ်လိုပြောရမယ်ဆိုတော့ Anson West ကနေ fuck up လုံးဝလုပ်လို့မရတဲ့ပွဲစဉ်လို့ပြောလို့ရတယ်ပြီးအိမ်ဝင်းမှာလည်း Stamford Bridge မှာဖြစ်တဲ့ကြောင့်ဒီနေ့ပွဲစဉ်ကအနိုင်နဲ့ပဲဒါနောက်တစ်ဆင့်ကိုတက်လန်းနိုင်ရမယ်နေထားမှာရှိတယ်စနေနေ့တဲ့ပွဲဥပွဲစဉ်မတိုင်ခင်မှာဒီပွဲကိုနိုင်ပြီးတော့ Chelsea အသင်းက top 4တဲ့ကိုလုံးဝဝင်နေရမယ်ပွဲစဉ်ဆိုတာကိုတော့ညှင်းစရာမလိုဘူးလို့ကျွန်တော်ရဲ့ပုံကိုရေးရမှာမြင်တယ် ဲ့တော့လက်ရှိမှာအန်ဆိုမိုရက်စ်ကာရဲ့ပြဿနာဘာလဲစပါးတဲ့ပွဲစဉ်မှာသူ့ရဲ့ tactical genius ကိုကျွန်တော်အပြည့်အဝတွေ့ခဲ့တယ်သူအနေနဲ့စပါးကိုဒါကျွန်တော်ဘယ်လိုမျိုးသူတို့ဒုက္ခပေးနိုင်ခဲ့လဲဘယ်လိုမျိုးလုပြနိုင်ခဲ့လဲဒါ set piece တွေကအစားစပါးကိုဒါကျွန်တော်ကွက်ပြောက်ရိုက်အောင်လုပြခဲ့တဲ့အနေအထားမှာရှိတယ်ဒါပေမဲ့ quarter back မှာကအဲ့ဒီပုံစံကပဲရောက်သွားတယ်ဒါဒီညမှာဒါကျွန်တော်အမျိုးမျိုးပြောလို့ရတယ်ဘောနော quarter back ကိုတော့လက်ရှိမှာသူတို့အနေနဲ့ကစားသမားအဆုံးလေးမထွက်လို့ဘာညာဆိုတဲ့ပုံစံမျိုးပြောလို့ရတယ်ကွာရာဘက်ကိုယ်တိုင်ကလည်းကောင်းနေတယ်ဆိုတဲ့အချက်ကိုတော့ပြောလို့ရတယ်ဒါပေမဲ့ ဒီနေ့ပွဲစဉ်မှာ Wolf နဲ့တွေ့တဲ့ပွဲစဉ်မှာတာကူတော့ပြောလို့မရအောင် Wolf ကိုယ်တိုင်ကလက်ရှိမှာနီးပြအပြောင်းလဲလုပ်ထားတယ်နီးပြအပြောင်းလဲဆိုလက်ရှိမှာနီးပြအသစ် Rob Edward ကအသင်းစီမရောက်သေးပေမဲ့ဒါလက်ရှိမှာ James Collins ကလက်ရှိမှာနီးပြအနေနဲ့ဝင်လာဖို့အတွက်ရာဂိုင်းလုံးနေနီးပြအနေနဲ့ဒါဒီနေ့ပွဲစဉ်ကိုကင်ဖို့အတွက်ရာဂိုင်းလုံးကအများဆုံးအနေထားမှာရှိတယ်အဲ့တော့ပြောချင်တာကရှင်းပါတယ်ဒီနေ့ပွဲစဉ်မှာ Wolf အသင်းလက်ထောက်နီးပြကတော့ဒါသူ့အနေနဲ့ဒီနေ့ပွဲစဉ်မှာမရှုံးမှုအရေးဦးတည်သွားမယ်မရှုံးမှုရေနိုင်ဖို့ဆိုရယ်သူ့အနေနဲ့တည်ရတက်မှတ်ဆိုရယ်သူ့တို့ကတန်မိုးရှိတယ် Wolf အသင်းတို့ကလက်ရှိမှာတန်းစေးစုံမှာတော်တော်လေးကိုရည်တည်ရည်တည်ဖြစ်နေပြီ Wolf အသင်းနဲ့အခုလက်ရှိမှာဒါကျတော့အဆင့်20မှာဖြစ်ပြီးတော့ ရမှတ်နှမှတ်ပဲရှိပြီဒီနှမှတ်လုံးဝတော်တော်ဟော့စပါတင်းရဲ့ဘယ်သိင်းရလဲမသိရရထားတာအဲ့တော့ကျွန်တော်ဒီလောက်ပြောမှာခဏ စပါးတင်ကိုတည်ရ bright dan ကိုတည်ရသူတို့ရထားခဲ့တာဖြစ်တယ်အဲ့တော့ပြည်ထရီနောက်ပိုင်းပွဲစဉ်မှာသူတို့ရှုံးရင်လည်းတော်တော်လေးကိုခွက်လန်ကြရှုံးနေနောက်ဆုံးပွဲစဉ်မှာဆိုခံပြင်းစုနောက်ဆုံးပွဲစဉ်မှာတော်တော်လေးကိုခံပြင်းမှုအပြင်းဆုံးလို့ပြောလို့ရတယ်မှာပါတယ်ဘန်လေးကိုသူတို့အနေနဲ့ဒါကျွန်တော်တို့တူတူးစီးနဲ့ရှုံးနေတယ်တူတူးပြန်ဖြစ်သွားတယ်နောက်ဆုံးမိနစ်မှာသူတို့နဲ့ဂိုးပြန်ပြီးပြီးတော့ဘန်လေးကိုရှုံးသွားခဲ့တယ်တော်တော်လေးကိုခံပြင်းမှုကောင်းတဲ့ဒါတစ်ခုရောက်လာခဲ့တယ်အဲ့တော့ဟူးဝသင်းဘာဒီမှာတော့လေအဖြေကရှင်းပါတယ်သူတို့ရဲ့အကောင်းဆုံးကစားသမားတွေကိုဒါတစ်ချိန်ထဲမှာအကုန်လုံးရောင်းချပစ်လိုက်တယ်သူတို့မှာဒါကျွန်တော်မိနစ်ကဒါအကောင်းဆုံးကစားသမား၂ယောက်ရှိတယ်အိုက်လူရီနဲ့မသူရက်စခွန်နာနဲ့သူတို့အနေနဲ့ဒါ ကြောင့်လက်ရှိမှာပိုင်ရှင်ကဒီအဲ့ပိုင်ရှင်တရုတ်တွေကအမြင်နဲ့ပြောကြတာတခုဖြစ်တယ်။အဲ့ပိုင်ရှင်တွေနဲ့ဒါအမြင်နဲ့သူတို့ရဲ့အကောင်းဆုံးစားသမားတွေရောင်းနေနီးပြတွေကိုလည်းအမြင်နဲ့ထုတ်တယ်။ပြီးရင်ခုနကအသင်းကခံတဲ့အချိန်မှာဒါငါတို့အသင်းကဘာလို့ခံလဲဆိုရင်မေးခွန်းတွေအမြင်နဲ့မေးခံရတဲ့ရည်ရတာလက်ရှိမှာဒါကျွန်တော်တို့ move အသင်းရဲ့ပိုင်ရှင်တွေက Premier League မှာ top 10ထဲမှာအချမ်းသာဆုံးသတိနံပါတ်9နဲ့နံပါတ်6နေရာမှာရပ်တည်နေတဲ့နေရာမှာပါတယ်။ပတ်စံ3ကျင်3ကျင်အဲ့ခုနတစ်ခါတည်းကျွန်တော်ကျွန်တော်ပြောတဲ့အချက်ကအမြင်နဲ့အဲ့ဒါပဲ။လက်ရှိမှာပိုင်ရှင်တွေပတ်စံရှိတဲ့အသင်းကိုပတ်စံသုံးမယ်ဆိုတော့ logic ကတော်တော်လေး bullshit ဆန်တယ်ဆိုတော့ဒီ wolf အသင်းကိုကြည့်ရင်သိတာတယ်အဲ့တော့ကံကောင်းသွားတာတခုက wolf အသင်းနဲ့ဒါတသိန်းလုံးမှာဒါကျတော့သူတို့နဲ့အားကိုးရတဲ့ကစားသမား gomez လေးမရောက်တော့ဘဲဒါကျေးဇူးတရားဒါပေမဲ့ gomez ကောင်နေနဲ့မပါလို့နိုင်မှာလေပြီးတော့လက်ရှိမှာ cancel ပိုင်းကတော်တော်လေးကိုဆုတ်ပြတ်သွားတယ်အဲ့လိုဒီမရှိတဲ့ cancel မှာ brain node ကိုဒါကျွန်တော် full bar အနေနဲ့မြန်ထားတယ် full bar နဲ့ဟော overlapping လည်းမလိုက်တတ်ဘူး cancel မှာလည်းတန်ကြည့်ချင်မှာအားနေတယ်အဲ့ဒီမှာ go တွေပေးရအဲ့တော့ဒီနေ့ပွဲစဉ်မှာလက်ရှိမှာဒါကျွန်တော် wolf အသင်းနဲ့ရှင်းပါတယ်မရှုံးမှုအရေးဦးတည်မှာကြောင့် cancel တန်း9ကောင်နဲ့ထွက်လာမယ်လို့ကျွန်တော်တို့ရေ predict လုပ်လို့ရတယ်ဒီနေ့ပွဲစဉ်မှာ chelsea အသင်းကို chelsea အသင်းကဒီနေ့ပွဲစဉ်မှာလူလေးနဲ့နဲ့ပြန်ဆုံ ပါပြီလူနေနဲ့ပြန်ဆုံလာတဲ့ပုံမှာချက်စီးတင်းနဲ့ဘယ်လိုမျိုး approach လုပ်သွားမလဲဆိုတော့လို့စိတ်ဝင်စားဖို့ကောင်းတယ်တိုက်စစ်မှုဆို Liam Delap နဲ့ဒီနေ့ပွဲစံမှာတော့ကျွန်တော်ပွဲပယ်ပစ်တဲ့နေကအပြည့်အဝပြတ်လာပြီးထွက်ကြအောင်လုံးဝဒါဒီနေ့ပွဲစံမှာ fully fit ပြန်ဖြစ်ဖို့များတယ်တောင်ပင်တော့ဒီနေ့ပွဲစံမှာကျွန်တော် personal မြင်မှာဆိုတော့ Alejandro Garnacho ကို၃၀ချင်းပြီ Garnacho နေ့တာကျွန်တော်ရှေ့ပွဲဒီမှာတောက်လျှောက်တာ goal သွင်းနိုင်ခဲ့လို့တခုခုလုံးပြနိုင်ခဲ့တဲ့ကစားသမားတယောက်အနေနဲ့ Garnacho ကလက်ရှိဒါကျွန်တော်တို့ဒီ left wing နေရာကိုလက်ရှိမှာတူတက်ပို့ကောင်းတဲ့ကစားသမားမတွေ့သေးဘူးဆိုရင် အပိုင်စားပေးတဲ့ကစားသမားတယောက်လိုမြင်တယ်ခနာခွကျူကိုရန်ကလည်းလက်ရှိမှာဒါပရီးမီးယားလိနဲ့ပတ်သက်ရင်တကယ်ကိုဒါ experience ရှိတဲ့ကစားသမားတယောက်ပြီးပြီး ဟူးဝဒင်းကိုလည်းဂိုးသွင်းမှုတဲ့ကစားသမားတယောက်ပြီးပြီးဒီနေ့ပွဲစဉ်ကပွဲထွက်တင်တဲ့ကစားသမားတယောက်လို့မြင်တယ်။ဒါခါကျရင်ခုနကပြောလို့အန်ဆိုမိုရက်စကာရဲ့ဒါကိုတင်းတင်းလေးချိုးချာမယ်လို့မြင်တယ်။အန်ဆိုမိုရက်စကာနဲ့သူကျွန်တော်မြင်ကြည့်တာဗောနော်အလာဟာနိုဂူနာချိုသူတိတ်မဲ့သဘောမကျဘူး။ဆိုတော့သူစိတ်ကြိုက်မဟုတ်ဘဲနဲ့အသင်းဘက်ကဝယ်ပေးထားတဲ့ကစားသမားဖြစ်တဲ့ကြောင့်သူ့နေတိတ်ပြီး preference မဖြစ်ဘူး။ဒါခါကျရင်အဲ့ဒီမာနာတွေကိုလက်ရှိတာဘောလုံးတင်းနေမှာဆိုအမြဲတမ်းချိုးချာတင်တယ်လို့မြင်တယ်။ကစားသမားတွေကိုဒါလက်ရှိမှာသူမကြိုက်လို့ဒါကျွန်တော်နီးပြားတာချိုးမှာမသုံးဘူးဆိုတော့ဒီကစားသမားအသင်းပေါ်အင်ပက်ပေးတယ်။စောက်ချိုးမပြေတာမရှိဘူး။စောက်ချိုးလည်းပြေတယ်။သူမကြိုက်တာ ဆိုင်ဒီစားသမားတို့ဒါအသင်းအတွက်တင့်တော်ရင်နီးပြသုံးတဲ့နယ်မှာပါအလာဟန်ဒိုကာနာချိုကလက်ရှိမှာဒါကျွန်တော် hard reality တခုအနေနဲ့ပြောရမလို့ဂျင်ဘီကီတင်ဆက်လက်ရှိမှာအများကြီးပူကောင်းနေတဲ့ကစားသမားဖြစ်တယ်ဂေတင်စ်ကလက်ရှိမှာ royal ဖြစ်လို့နေတဲ့အတွက်ကြောင့်မလို့ကာနာချိုနဲ့တွဲခေါ်တဲ့နယ်ကစားသမားတယောက်ဆိုကျွန်တော်အနေနဲ့မြင်တယ်ကာနာချိုကိုဒီနေ့ပွဲစဉ်မှာပွဲထုတ်တဲ့နယ်လို့မြင်တယ်ဂျာအိုပေဒိုနေနဲ့ဒါကျွန်တော်တို့ရှေ့ဒါတော်တန် horse pass တဲ့ပွဲစဉ်မှာဂိုးပြန်သွင်းဖြစ်တဲ့ကြောင့်ဂိုးပြန်သွင်းမဲ့ movement တခုကိုဒီနေ့ပွဲစဉ်မှာပြန်လည်ပြီး build up လုပ်အောင်မယ်လို့ကျွန်တော်အနေနဲ့မြင်တယ်တချို့ကြောင့်လက်ရှိမှာကိုပါမှာပါတယ်မပါဘူးဆိုတဲ့ဥစားမျိုးကိုငင်းခုန်လေးရှိမှာကျွန်တော်ကိုပါမှာမပါ ါတာကိုသိတာတယ်လို့ကျွန်တော်အနေနဲ့ personally ရမြင်ကြည့်ရတယ်မှာပါတယ်။ကိုးပါမှာမပါခြင်းကလက်ရှိ Chelsea အသင်းရဲ့ဂွင်းလယ်ပိုင်းဖန်တီးမှုမှာတော်တော်လေးကိုအားနည်းစီတယ်လို့မြင်တယ်။လက်ရှိဒီနောက်ပိုင်းပွဲမှာ Joao Pedro ကဖန်တီးတဲ့ကစားသမားမဟုတ်တဲ့ကြောင့်သူ့နဲ့သူက center forward ဆန်ဆန်ပလေးကိုတောင်ပန်နဲ့တွဲဆော့တတ်တာမှန်ပေမဲ့ကိုးပါမှာလို့ through body ပေးတဲ့ညမှာအရင်အားနည်းတယ်မှာပါတယ်။ကိုးပါမှာရဲ့ဒါကျွန်တော်တို့ lane switch တွေဒါကျွန်တော်တို့လက်ရှိ through body ကတော်တော်လေးကိုအဆင့်တန်းရှိတဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မို့မေဘက်အမလက်ရှိမှာဒါကျွန်တော်အချိန်နဲ့အချိန်ကာတစ်ခုမှာကိုးပါမှာအနေနဲ့ဒါ မေဂျာတွေကဘယ်လိုထုတ်ရမလဲသူအမြင်နဲ့သိတယ်။လက်ရှိမှာ Chelsea အသင်းမှာဒါကျွန်တော်နည်းနည်းလေး like ဖြစ်နေတယ်လို့ကစားသမားလိုမြင်တယ်။လက်ရှိ Chelsea အသင်းမှာဒါတခါခါကြရင်ဒါကျွန်တော်တို့ဝုန်းတိုင်းလုလိုက်ရင်နိုင်သွားတဲ့ movement တွေရှိပေမဲ့အဲ့ဒီဝုန်းတိုင်း movement ကိုဖန်တီးပေးမဲ့လူတွေက Chelsea အသင်းမှာနည်းတယ်လို့မြင်တယ်။လက်ရှိမှာဒီနေ့ပွဲစမှာ Chelsea အသင်းရဲ့ကွင်းလေကကျွန်တော်တို့ကသိပြီးပြောကြရမလို့ Kai Sido နဲ့ Enzo Fernandez ဦးဆောင်လာတဲ့ကွင်းလေကိုတော့ကျွန်တော်တောင်းတန်း foul ထူမှာမဟုတ်ဘူး။ဒီနှစ်သက်ကိုကျွန်တော်တို့သဘောကျတဲ့အတွက်ကြောင့်မို့ပြောမှာဒါဒီနေ့ပွဲစမှာဒါကျွန်တော် Chelsea အသင်းနေနဲ့ဒါတစ်ဖက်ရဲ့ cancel ကြောကိုဒါအဓိကချိုးဖြတ်ပြဖို့အတွက် Enzo Morales ကလုံးဝစာလုတ်တယ်။အဲ့တော့ Enzo Morales ကဒီခုနောက်ပိုင်းပြတ် နာအသင်းကြီးတွေဆိုသူနဲ့လိလာမှုတွေဒါကောင်းတယ်ဒါအာနီစလော့တို့လက်ရှိမှာတောမန်ဖရန့်တို့ကိုသူအေးဆေးအသူလုတ်ပြထားနိုင်ခဲ့တယ်ဒါလက်ရှိမှာဒါမကြခင်မှာလည်းဒါအာဒီတောက်သူဘာဒီဘက်လုတ်ပြကျွန်တော်လေးကိုစိတ်ဝင်စားတယ်မဲ့ပြဿနာကဒီဘဲကအသင်းလက်အသင်းငယ်နေနဲ့တွေ့ပြီးဆိုရင်ဘာမှမလုတ်ဘာမှမလုတ်ပြတတ်တာတော့မဟုတ်ပဲဘာလို့လုတ်အောင်မသိတဲ့ပြဿနာရှိတယ်ပြီးတော့ပြဿနာကအသင်းလက်တွေနဲ့တွေ့သူဟာပဲအထင်သေးတာလားမသိဘူးအဲ့အသင်းလက်တွေကို तू ကပလန် A နဲ့မုံမဲနဲ့ပလန် B မရှိဘူးအသင်းလက်မှာမမေရဆရာလက်နဲ့ပွဲစဉ်မှာ तू ပြောသွားကစားကျွန်တော်တော်တော်လေးမှတ်မိတယ်ကျွန်တော်လည်းဒီပုံစံမျိုးဒီလိုထွက်လာတယ်ဒါကျွန်တော်ပြီးလည်းပြီးရောတယ်ဟိုဘက်ကအဲ့လိုထွက်လာကြကျွန်တော်တင်ကပြသွားတယ် အမှန်တမ်းပြောမယ်လီးပြဗျာကျွန်တော်ပြောရလက်မှာဒိုဘက်ကတကယ်ကုနာပေါ်ဆိုပဲနှစ်ခုထွက်လာအော်ဒါနေတွေပေးထားမှာပေါ့ကျွန်တော်ပြောရဘဒူကတော့တသိရတသမတ်ထွက်လာမယ်လို့ဘယ်လောက်ပြောထားလို့လဲကျွန်တော်ပြောရအသိကြီးနဲ့တွေ့ရင်အသိကြီးနဲ့တွေ့ရင်ရင်ဆိုင်လို့ရင်ဆိုင်မှာပဲလေဒီနေ့ပွဲစဉ်မှာလည်းကျွန်တော်ဒီတိုင်းပဲတင်လေကျွန်တော်အခုလက်ရှိမှာ9ယောက်လို့ပြောထားတာပဲဟုတ်တယ်မဒါဒီနေ့ပွဲစဉ်မှာ4ယောက်ထွက်လာရင်ရောဒါဆက်လက်နဲ့ပုံစံမျိုးထပ်ဖြစ်လာမယ်ဆိုရင်အဲ့တော့ အန်ဆိုမိုရက်စ်ကလည်းတစ်ခါခါကြိုက်ရင်ဒါ big brain movement တွေကိုဆွဆက်ပြီးတုံးတဲ့ပုံစံမျိုးတွေ short ပြီးတော့တကယ်သွားတဲ့ပုံစံမျိုးတွေ pragmatic approach တွေကိုသွားတဲ့တော့ကျွန်တော်နင်မြင်တယ်ပြီးတော့နောက်တစ်ခု Chelsea ရဲ့ cancel ဘိုင်း cancel ဘိုင်းကလက်ရှိမှာကျွန်တော်အနေနဲ့ဘာဟိုလူပြန်ကောင်းဒီလူပြန်ကောင်းနေဆိုတာထက်ဆန်အခုချိန်ထိကျတော့ Chelsea ရဲ့ cancel ဘိုင်းအားမရသေးဘူးမလိုလား app တဲ့ twin goal တွေကိုအရန်ကြီးပေးနေရပြန်ဂိုးသမတ်ကလည်းလက်ရှိမှာကောင်းတဲ့ပွဲစဉ်ဆိုတအားကောင်းပြီးတော့ဆုတ်တဲ့ပွဲစဉ်ဆိုဖမ်းလို့မရတဲ့အနေထားမှာရှိတယ် ရောဘတ်ဆန်ချက်စ်ကိုတော့ဒါကျွန်တော်အမြင်ရပြောမယ်ဒီနှစ်ဆောင်းရာသီကတည်းကချက်စီအသင်းကလဲတင်တဲ့ကုသမာတရားလို့မြင်တယ်။ကောင်းပြီဆိုဗျာဒါတော်တော်ဟော့စပါနဲ့ပွဲစမှာ cross claiming ဆယ်လုံးကဆယ်လုံးဖမ်းတယ်။အေးဆုတ်ပြီဆိုလို့ကတာမန်ကန်တဲ့လုံးတော့မမိဘူး။ အိုနာနာတို့တော့မဆိုးပေမဲ့เนาะရောဘတ်ဆန်ချက်ကသူ့ဟာသူတော့ဒါမဆိုးဆိုပေမဲ့ချက်စီအသင်းရဲ့ဂိုးသမားနေရာမှာမဆိုးဘူးဆိုတဲ့အစစ်မှာယက်နေလို့မရဘူးကျွန်တော်ရဲ့ပုံကူရေးရမှာတကယ်မဆိုးဘူးဆိုတဲ့အစစ်မှာချက်စီအသင်းကယက်နေလို့မရဘူးဂိုးသမားနေရာမှာချက်စီအသင်းရဲ့ဂိုးသမားတွေအကုန်လုံးကဒါကျွန်တော် quality အမြဲတမ်းရှိတဲ့ကစားသမားတွေဖြစ်တဲ့အတွက်ကြောင့်မို့ဒါလုံးဝဒီနေရာမှာအမြဲတမ်းရောဘတ်ဆန်ချက်ကိုဘယ်ချမ်းမစင်စားကြီးတီဘိုကော်တာနောက်ဆုံးပြမန်ဒီလိုကောင်မျိုးကိုကြည်လာတဲ့လူတယောက်အနေနဲ့ဒါကြီးကိုကြည်ရဘလောက်ထိဒါကျွန်တော် feature တယ်မှတ်လေခင်ဗျာ အဲ့တော့ပြောချင်တာပြချယ်ဆီအသင်းရဲ့လက်ရှိမှာကန်ဆယ်ပိုင်းနဲ့ဂိုးသမားပြင်နိုင်မယ်ဆိုဒီတအများကြီးပူကောင်းလာမယ်မြင်တယ်။တိုက်ဆက်ပိုင်းကတော့ဂိုးတွေတွင်းနေတာတော့သိပ်ပြီးပြောစရာမရှိဘူး။တကယ်လို့ဒါချီချူးပူကောင်းတဲ့ကစားသမားတယောက်အသင်းတစ်သင်းလို့မြင်တယ်။ဒါပေမဲ့ရှေ့ကဒါကျတော့ဂိုးတွေတွင်းလာနောက်ကဂိုးတွေပြန်ပေးနေရတယ်။ဘာမှသိပ်ပြီးတော့ထူမှာတော့မဟုတ်ဘူး။ချယ်ဆီအသင်းရဲ့လက်ရှိမှာဒါကြီးကိုပြင်သင့်တယ်။တခါကြောင့်ခုနကပြောလို့ကန်ဆယ်မိုရက်စ်ကအနေနဲ့ကန်ဆယ်ပိုင်းကိုကန်ဆယ်မှုမရဘူးဆိုလဲရှိတဲ့နေရာမှာရှိတဲ့ movement တွေကိုအသုံးချဖို့အတွက်ပြင်ဆင်သင့်ပြီလို့မြင်တယ်။ maybe ခါစပိုင်း၃ယောက်သွဲတာပဲလက်ရှိမှာဒါကျွန်တော်လက်ရှိမာလူကူဆိုလဲဝင်းဘက်ကောင်းတာပဲကူရဲသားလဲဝင်းဘက်ကောင်းတာပဲအဲ့တော့ maybe သတိဘက်ဆော့တာဖြစ်ဖြစ်စိုက်လို့လာဖြစ်ဖြစ်လုတ်ကြည့်တင်တယ်လို့ကျွန်တော်နေမြင်တယ်သူဘစ်ဂရိတ်မူမန့်မှာတကယ်ဆောင်းကညီငန်ကောင်းတဲ့ဘဲတွေပဲပါသူနေဒီထက်ပိုကောင်းတဲ့ဒါအခြေအနေတကူသူသွားတင်တယ်ကျွန်တော်နေမြင်တယ်ဒါကြောင့်ပြရှေ့ကကောင်းတော့နောက်ကဘေးနေတာကြီးကချက်စီးတဲ့တကယ်အတိပ္ပယ်မရှိဘူးမြင်အဲ့တော့ဒီနေ့ပွဲစမှာရှင်းတယ်ချက်စီးတဲ့နဲ့ top 4ဝင်ဖို့တော့လောကအခွင့်ရေးရှိတယ်အန်ဆိုမိုရက်စ်ကဖတ်ကဖြစ်မယ်ဆိုတော့ဒီနေရာမှာပြိတ္တတွေတော့တသားရကျွန်တော်ရှိမယ်ဟုတ်တယ်ပြိတ္တတွေတော့လက်ခံနေနေဒါမှရှိဘာမလို့ပြောနေတယ်ပဲကျွန်တော်တော့ကွန်ပြူပေါင်းပေါ်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆို င်တော့ youth sport media 3 point ဆိုတော့ ਨੇ tv boy တို့မှာကျင်းလို့ဆိုတော့ပေါ့ကူညီလို့ရပါတယ်မြန်မာလက်ကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြိုးတူပါနဲ့ကောင်းမွန်တော့နေနေဖြစ်ပါစုမုံကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှာပဲ aacc တွေ့ကြတာပေါ့အားလုံးမကြိုးတူပါနဲ့ကျွန်တော်တော့ကြည့်ပါဗျာ tv boy